ာရမ်ဟူစိန်ရဲ့နောက်ဆုံးနေ့ရမြားစာရမ်ဟူစိန်လို့ပြောလိုက်တာနဲ့အရှိအလေပိုင်းကအာနာရှင်တူကိုပြေးမြင်မိကြပါလိမ့်မယ်စာရမ်ကအဲ့ဒီခေတ်အခါကအကျွမ်းမဲ့အာနာရှင် ဖြစ်ခဲ့တာပါအီရန်နိုင်ငံကို24နှစ်နီးပါးကြာအကျွမ်းမဲ့အာနာနဲ့အုပ်ချုပ်ခဲ့သူတူလည်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ။ Barmis Knowledge Hub Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဗီဒီယိုလေးမစတင်ခင်မှာ Channel လေးကို Like and Subscribe ပြုလုပ်ထားပေးဖို့လည်းမေတ္တာရက်ခံပေးရစေ။ တကယ်တော့ဆက်တမဟုစင်ကတခြားအာနာရှင်တွေလိုစစ်တပ်ကိုအခြေကုပ်ယူပြီးတော့မှအာနာရှင်ဖြစ်လာခဲ့တဲ့သူတဦးတော့မဟုတ်ပါဘူးသူ့ရဲ့ဘဝအစကနိုင်ငံရေးသမားတဦးအနေနဲ့ဒီရက်နိုင်ငံရေးလောကတွေကိုဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်စာတင်ကနိုင်ငံရေးလောကကိုဝင်ရောက်ဖို့ပြင်ဆင်မှုတွေကို1950ခုနှစ်မှာစတင်ခဲ့တာပါအဲ့ဒီအချိန်ကအီရတ်နိုင်ငံရဲ့အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ဘတ်ပါတီလို့ခေါ်တဲ့အာရန်လူမျိုးများလွတ်လပ်ရေးပါတီဆိုတဲ့ဆိုရှယ်လစ်ပါတီကို ငွေကြေးအမြောင်များထောက်ပံ့ပေးပြီးနိုင်ငံရေးလောကတွေကိုစတင်ချီချခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူက bad party ရဲ့အဖွဲ့ဝင်တစ်ခုဖြစ်လာခဲ့ပြီးသူ့ရဲ့အရေးချင်းတွေကြောင့်ပဲမကြာခင်မှာမြန်မြန်ဆန်ဆန်နဲ့ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီလို1956ခုနှစ်အရောက်မှာတော့ဆာဒမ်ဟူစိန်အပါအဝင် bad party တွေကခေါင်းဆောင်တချို့ကအီရန်နိုင်ငံရဲ့သမ္မတအဘဒူလာ ကာရင်ကာစင်ကိုလှုပ်ကြံမှုကြိုးစားခဲ့ပါတယ်ဒီလှုပ်ကြံမှုမှာမအောင်မြင်ခဲ့ပဲဆရမ်ဟူစိန်လည်း၉နှစ်နီးပါးရှောင်ပုန်နေခဲ့ရပါတယ်1968ခုနှစ်ရောက်မှာတော့အီရန်နိုင်ငံကိုပြန်လည်ဝင်ရောက်လာခဲ့ပြီးဒီတစ်ခါလဲဘတ်ပါတီရဲ့အကြံစီနဲ့ပဲ1968ခုနှစ်ဇူလိုင်လ18ရက်နေ့မှာအီရန်နိုင်ငံရဲ့လက်ရှိအစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခဲ့ကြပါတယ်အဲ့ဒီနောက်ဘတ်ပါတီဟာအာဏာရလာပြီးအစိုးရခေါင်းဆောင်အဖြစ် ်အဟမက်ဟာဆန်ဘက်ကကိုတာဝန်ယူစီပြီးတော့မှဆရန်ဟူစိန်ကတော့နမနစ်ခေါင်းဆောင်ဖြစ်လာခဲ့တာပါဒါပေမဲ့အဟမက်ဟာဆန်ဘက်ကကအုပ်ချုပ်ရေးပိုင်းကိုတာဝန်ယူထားပြီးတကယ်အာဏာအစစ်ကတော့ဆရန်ရဲ့လက်ထဲမှာတစ်ချိန်လုံးရှိနေခဲ့တယ်လို့ဆိုရမှာပါဘာကြောင့်လဲဆိုရင်အဲ့ဒီအချိန်ကလေးကရဲတပ်ဖွဲ့အပါအဝင်လူမှုထိန်းချုပ်ရေးစနစ်တွေအလုံးဟာဆရန်မြေထိန်းချုပ်မှုအောက်မှာပဲတစ်ချိန်လုံးရှိနေခဲ့လို့ဖြစ်ပါတယ်ဒါဟာအမတ်မတင်ဆာရမ်မီရဲ့လက်ထဲကိုအာနာရောက်ရှိလာခဲ့တာဖြစ်နိုင်တယ်လို့ ဆရာမဟူစိန်ကိုရိုင်းကဒီလိုအခြေအနေတွေဖြစ်လာအောင်လုပ်ယူထားခဲ့တယ်လို့ဆိုနိုင်ရင်လည်းရနိုင်ပါတယ်1980ခုနှစ်အရောက်မှာတော့အီရတ်နိုင်ငံကရေနံထုတ်လုပ်မှုကိုမြင့်တင်ခဲ့ပြီးဝင်ငွေတွေလည်းအများအများတိုးပွားလာခဲ့ပါတယ်ဒါ့အပြင်အီရတ်အီရတ်နိုင်ငံအတွင်းရာဇဝတ်မှုတွေကိုဖြိုခွဲဖို့နဲ့စီကံထိန်သိမ်းရေးတွေအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့မူခဘာရန်လို့ခေါ်တဲ့လီယိုဝတ်တပ်ဖွဲ့ကိုဆရာမဟူစိန်ကဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီအင်အားစုတွေဝေကြီးတွေနဲ့ပဲ1989ခုနှစ် ဇူလိုင်လ16ရက်နေ့မှာပဲဆာဒမ်ဟူစိန်ကသူ့ရဲ့အိမ်မက်တစ်ခုကိုအကောင့်ထဲပို့လိုက်ပါတယ်။အဲ့ဒါကတော့သူနဲ့ပါတီတူဖြစ်တဲ့အီရန်နိုင်ငံရဲ့နံပါတ်1ခေါင်းဆောင်အာမက်ဒ်ဟာဆင်ဘဂါကိုဖယ်ရှားပြီးသူကအီရန်နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ်သူ့ကိုယ်သူတင်မြှောက်ခဲ့ပါတယ်။အဲ့ဒီနောက်ပါတီတွင်ဖြုတ်ထုတ်သက်လုပ်ငန်းစီနေများစွာလှုပ်ဆောင်ခဲ့ပြီးသူနဲ့ခံယူချက်မတူညီတဲ့ဝန်ဝန်ကြီးတွေကိုလက်စားမှုပေါင်းများစွာနဲ့အမှုစဉ်ဖန်ဆီးတက်ဖြတ်ခဲ့ပြီးအကြမ်းဖက်ဆစ်ဆင်ရေးတစ်ခုကိုလည်းပြုလုပ်ခဲ့ပါတယ် ဲ့ဒီနောက်တခြားပါတီဝင်16ဦးကိုလည်းသူရှိမှတဲ့အပြစ်ရှိကြောင်းအမိန့်ချမှတ်စီပြီးတော့တပ်ပစ်ခဲ့ပါတယ်။အီရန်နိုင်ငံရဲ့အာဏာကိုအလုံးစုံထိန်းချုပ်ပြီးတဲ့နောက်ဆာဒမ်ဟူစိန်တယောက်ထင်ရှားဆိုင်ခဲ့ပါတယ်။1980ခုနှစ်ကနေ1988ခုနှစ်အထိရှစ်နှစ်နီးပါးအီရန်နိုင်ငံရဲ့စစ်ပွဲတွေဆင်နွှဲခဲ့တယ်လို့ဒီစစ်ပွဲတွေကြောင့်စစ်သားတွေတန်းနဲ့ချီတေဆုံးခဲ့ရပြီးငွေကြေးအဖြစ်လည်းအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးဆုံးရှုံးခဲ့ရပါတယ်။ တကယ်တော့ဒီပတ်စံတွေဟာအီရတ်နိုင်ငံရဲ့ရေနံထုတ်လုပ်ရောင်းချမှုတွေကနေရရှိခဲ့တာဖြစ်ပြီးတော့သူကဒီငွေတွေအားလုံးကိုစစ်ပွဲအတွက်ဖြုန်းနှီးခဲ့တာပါဒါကြောင့်မဲ့အီရတ်နိုင်ငံအတွင်းမှာစီးပွားရေးချွတ်ချုံကျမှုတွေဖြစ်ပေါ်လာပြီးလူလူထောက်ခံမှုတွေကြာဆင်းလာခဲ့ပါတယ်ဒါအပြင်ကမှသူကအီရတ်နိုင်ငံအတွင်းထဲမှာပဲသူနဲ့ဘာသာရေးခံယူချက်မတူတဲ့တခြားအီရတ်နိုင်ငံသားအများအများကိုလည်းလူမျိုးတုံးတပ်ဖြတ်ခဲ့ပါသေးတယ်ဒီအချက်တွေကပဲဆာဒမ်ဟူစိန်းရဲ့နောက်ဆုံးနေ့ရက်တွေကိုရောက်ရှိလာစေခဲ့တာပါ အီရန်ရဲ့ဒီ Gulf War လို့ခေါ်တဲ့စစ်ပွဲအပြီးမှာပဲဆရမ်ဟူစိန်ကကူဝိတ်နိုင်ငံကိုထပ်မံကျူးကျော်ခဲ့ပြန်ပါတယ်1990ခုနှစ်မှာကူဝိတ်နိုင်ငံကိုစစ်ပွဲမှာအနိုင်ရရှိခဲ့ပြီးတော့ထောင်ထဲချီတဲ့ကူဝိတ်ပြည်သူတွေကိုလည်းရဲရဲဆက်ဆက်တပ်ပစ်ခဲ့ပါတယ်တချို့ကလည်းဒါဟာဘာသာရေးခံယူချက်မတူတာကြောင်းလို့ဆိုကြပါတယ်ဒီစစ်ပွဲကြောင့်အဲ့ဒီအချိန်မှာကူဝိတ်နိုင်ငံကိုရောက်ရှိနေတဲ့အိန္ဒိယနိုင်ငံသားထောင်ပေါင်းများစွာဟာနေရပြန်လည်ထွက်ပြေးခဲ့ရရပြီး ဒီကြောင့်ကို Bollywood ကရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးထားတဲ့ဇာတ်ကားလည်းရှိပါတယ်။အိန္ဒိယအစိုးရကအတူနိုင်ငံသားတွေကိုလင်းအမြောက်အများနဲ့အချင်းချင်းများစွာကယ်ထုတ်ခဲ့ရပြီးတော့ဒါဟာကမ္ဘာ့သမိုင်းမှာအကြီးအမားဆုံးလေကြောင်းနဲ့လူတွေကယ်ဆယ်ခဲ့ရတဲ့ဖြစ်ရပ်တစ်ခုဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ဒါနဲ့ပြီးတဲ့နောက်မှာတော့ဆာဒမ်ဟူစိန်းရဲ့ရန်ကားမှုတွေကိုကမ္ဘာကြီးကဒီအတိုင်းကြည့်မနေနိုင်တော့ပဲအမေရိကန်ဦးဆောင်တဲ့နိုင်ငံတကာတပ်ဖွဲ့တွေကဆာဒမ်ဟူစိန်းအစိုးရကိုဖျောက်ချပြီးဖမ်းဆီးအပြစ်ပေးနိုင်ဖို့လှုံ့ဆော်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ2003ခုနှစ်မှာ WMD လို့ခေါ်တဲ့ဖြတ်အားပြင်းလက်နက်တွေအပါအဝင်နျူကလ িয়ার လက်နက်တွေကို တီထွင် ထုတ်လုပ်နေရဆိုတဲ့ဆွဆွဲချက်နဲ့အတူဒါဟာအမေရိကန်တို့ရဲ့အမျိုးသားအကျိုးစီးပွားလုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ယူဆပြီးအီရတ်နိုင်ငံအတွင်းကိုဝင်ရောက်လာခဲ့ပါတော့တယ်။အဲ့ဒီနောက်ဆာဒမ်ဟူစိန်အပါအဝင်အစိုးရအဖွဲ့အားလုံးကိုဖြုတ်ချနိုင်ခဲ့ပြီးတော့အာဏာရှင်တို့ကိုဇက်သိမ်းပေးခဲ့ပါတယ်။အဲ့ဒီနောက်အီရတ်နိုင်ငံမှာပဲစစ်ခုံရုံးအဖွဲ့ကဆာဒမ်ဟူစိန်ရဲ့ရာဇဝတ်မှုတွေအားလုံးကိုခုံရုံးတင်စစ်ဆေးခဲ့ပါတယ်။ ရလက်အနေနဲ့ကတော့ဆာရဟန်အာနာကိုအလွဲသုံးစားလုပ်ပြီးစစ်ပွဲတွေဖန်တီးခဲ့တာကြောင့်ရောကူဝိတ်မှာလူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်ခဲ့တာတွေပါထင်ရှားနေတဲ့အဖြစ်အီရန်နိုင်ငံအတွင်းမှာပဲဘာသာရေးခံယူချက်မတူညီတဲ့သူတွေကိုအများအပြားတပ်ဖြတ်ခဲ့တာတွေကြောင့်တရားရုံးကတည်တံအမိန့်ချမှတ်ခဲ့ပါတယ်2006ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာတော့ဘက်ဒတ်မြို့မှာပဲဆာရမ်ဟူစိန်ကိုကျိုးမိန်ပေးခဲ့ပြီးဒါဟာအရှေ့လေပိုင်းကအာနာရှင်တအူးရဲ့နောက်ဆုံးနေ့ရက်လည်းဖြစ်ခဲ့ပါတယ် ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုအထူးမြတ်ကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆုခင်ဗျာ။